ကားတန်ဘိုးတွေနဲ့သူတို့ရဲ့ promotion အကြောင်းတွေပါပြောပြပေးသွားမှာဖြစ်လို့စိန်90 promotion ရရှိမှာဖြစ်တယ်အဲလက်ရှိကားစည်းကွက်အင်းနေတဲ့အချိန်မှာလည်းရောင်းချပေးနေတဲ့ဇင်းနှုံးလေးကိုလည်းအစဉ်အပြည့်ဆုံးဖြစ်အောင်ဇင်းနှုံးလေးနဲ့ရောင်းချပေးနေတာကိုတွေ့ရတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဆိုလို့ရှိရင် terminal and မြက် ground floor မှာကားလေးစီးရက်ပြီးတော့ promotion ပေးနေတဲ့ပွဲလေးကိုရောက်ရှိနေရပဲဖြစ်ပါတယ်အဲကျွန်တော်ရဲ့ဒီနေ့ video မှာဆိုလို့ရှိရင်တော့ကားတန်ဘိုးတွေနဲ့သူတို့ရဲ့ promotion အကြောင်းတွေပါပြောပြပေးသွားမှာဖြစ်လို့ဆက်ကြည့်အောင် ျွန်တော်ရဲ့ဘေးမှာမြင်နေရတော့ Natta X ပုံเนาะဒါကျွန်တော်ဒီကားလေးကိုရိုက်ဖို့တော့ကိုတော်တော်လေးစောင့်လိုက်ရတယ်ဒီပွဲမှာဆိုလို့ရှိရင်ဒီကားကတော်တော်လေးလူတွေစိတ်ဝင်စားနေတဲ့ကားကိုပြောလို့ရတယ်ဘာဖြစ်လို့ဆိုတော့သူ့ရဲ့ design ဘိုင်းကလည်းအဲကြီးလိုက်တာနဲ့ကြောကြောရွရွရှိတယ်အဲ့တော့လူအများစိတ်ဝင်စားတဲ့ကားလို့ပြောလို့ရတယ်ဒီကားလေးကတော့ driving rate အနေနဲ့ဆိုလို့ရှိရင်900 km/h တိရှိမယ် battery capacity ကတော့68 kWh ရှိတယ်ပြီးရင်သူ့ရဲ့ motor power ပေါ့နော် motor power ဆိုလို့ရှိရင်လည်း120တိရှိတယ် အဲပြီးလို့ရှိရင်ဒီကောင်ကနတာယူရဲ့ next generation လို့ပြောရင်လည်းမမှားဘူးပေါ့နော်အဲ့တော့ခြားပေါ့နော်နတာယူနဲ့အရင်ကွာတာမရှိဘူးဒီဇိုင်းပိုင်းအနှဲငယ်ကွာမယ်အတွင်းကန်းနေကွာမယ်ပေါ့နော်နောက်ပြီးရင်ကျွန်တော်ဒီကားမှာကြိုက်တာသူ့ရဲ့အတွင်းကန်းပဲဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အတွင်းကန်းကကြီးလိုက်တာနဲ့တော်တော်လေး premium ဆန်တဲ့ luxury ဆန်မန်းကိုတိတာအောင် ဖန်တီးပေးထားတဲ့ပုံစံလေးကမိုက်တယ် color combination လေးတွေကတော်တော်လေးလှတယ်လို့ပြောလို့ရတယ်ဒီနေ့ပွဲလေးမှာဆိုလို့ရှိရင်တော့ဒီကားကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့1699သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်အဲ promotion ကတော့390 promotion ရရှိမှာဖြစ်တယ်အဲ့တော့ဘေးဘက်ဆက်ကြည့်ရဒီကားလေးကတော့ Nata U ပဲဖြစ်ပါတယ်အဲ Nata U ကတော့ဘေးက Nata Ace ရဲ့ကျွန်တော် old generation လို့ပြောရရင်လည်းမမှားဘူးပေါ့နော်အဲပြီးတော့ဒီကားကမြန်မာနိုင်ငံကိုအစောဆုံးဝင်လာတဲ့ EV တွေထဲမှာလည်းတစည်းအပါဝင်ဖြစ်တယ်အဲဒီကောင်ကတော့ driving rate အနေနဲ့ဆိုလို့ရှိရင်တော့900 km တည်းရှိမယ်အဲ battery capacity ကတော့68 kWh ပဲပြီးရင်သူ့ ဲ့ motor power ကတော့130ပေါ့နော်။သူကတော့ Nata X Nex Plus တွေကတော့ဘာမှကွာခြားတာမရှိဘူး။ဘာကွာသွားလဲဆိုတော့ design အနည်းငယ်တောင်းသွားမယ်။ကျွန်တော်တို့အတွင်းကမ်းမှာအနည်းငယ်တောင်းသွားမျိုးတွေရှိမယ်။ကျွန်တော်ဒီကမ်းမှာကျွန်တော်ကြိုက်တာဘာလဲဆိုတော့သူ့ရဲ့အတွင်းကမ်းရဲ့ထိုင်ကုန်လေးပေါ့နော်။သူသွားထားတဲ့ထိုင်ကုန်လေးရဲ့ပုံစံလေးက sport type ဆန်တဲ့ဘက်ကိုသွားထားတာဖြစ်တယ်။အဲပြီးလို့ရှိရင် तू ကဒီတန်းမှာဆိုလို့ရှိရင်အတွင်းထဲမှာဆိုလို့ရှိရင်လည်း तू က display သုံးခုပါတယ်။အဲ digital cluster ရဲ့ center screen ရဲ့ပြီး climate control ရဲ့ဆိုပြီးတော့ကျွန်တော် display ကိုလည်းသုံးခုထည့်ပေးထားတယ်။အဲဒီကားကိုဒီပွဲမှာရောင်းချပေးနေတဲ့ဈေးနှုန်းကတော့ 1399သိန်းနဲ့ရောင်းချပေးနေတယ်။အဲဒီပွဲမှာဝယ်မယ်ဆိုလို့ရှိရင်တော့3090 promotion ရရှိမှာပဲဖြစ်ပါတယ်။ဘေးဘက်ဆက်ကြည့်ရအောင်။ကဲဒါလေးကတော့လူအများစိတ်ဝင်စားနေတဲ့ Ritra RD6 ကဲ Devgate EV ကားလေးပဲဖြစ်ပါတယ်။ဒီကောင်က driving range အနေနဲ့ဆိုလို့ရှိရင်410 km တိရှိတယ်။ battery capacity ကတော့63 kWh ရှိတယ်။သူ့မှာ mic တာက motor power ပေါ့နော်။ motor power ဆိုလို့ရှိရင်လည်းသူက200အထိပါတယ်။ ဒီကားနဲ့ပတ်သက်ပြီးတော့ကျွန်တော် review video လေးရိုက်ဖူးတယ်ကျွန်တော်ဒီ test ride တွေလည်းရိုက်ဖူးတာဖြစ်တဲ့အတွက်ဒီကားအကြောင်းကတော့ကျွန်တော်တော်တော်လေးသဘောကျတယ်ထဲမှာပါတယ်ကျွန်တော်ဒီကားနဲ့ရေပြီးသွားတော့ဆိုလို့ရှိရင်လည်းအနောက်မှာ sun 8တွေအိတ်20လောက်တင်ပြီးတော့သွားတယ်အဲချက်ဥဖားရီဆိုလို့ရှိရင်လည်းဖား20 30လောက်တင်ပြီးသွားတဲ့အချိန်မှာလည်းဒီကားကတော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်နောက်ပြီးရင်ဒီကောင်ကဘတ်ဆောင်သုံး EV လို့ပြောတဲ့အတိုင်းပဲယောက်ျားလေးတွေအနေနဲ့ခန့်ခန့်ထဲထဲစီးမလားအဆင်ပြေတယ်ဒါမှမဟုတ်ကြမ်းကြမ်းတမ်းတမ်းသုံးမလားအဆင်ပြေတယ်နောက်ပြီးရင်သူက suspension ပေါ့နော် suspension ဆိုလို့ရှိရင်လည်းသူက independent suspension ဖြစ်တာဖြစ်တဲ့အတွက်လမ်းကျန်းအကြားတွေမှာဆိုလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်ဒီနေ့ပွဲမှာဆိုလို့ရှိရင်တော့ဒီကားလေးကိုရောင်းချပေးသွားမယ်ဈေးနှုန်းကတော့1,596သိန်းနဲ့ရောင်းချပေးသွားမှာဖြစ်တယ်ပရိုမိုးရှင်းကတော့3,900ရရှိမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခေါ်ပတ်ဆက်ကြည့်ရအောင် အဲအခုကျွန်တော်ဘေးမှာမြင်နေရတော့ NIO Mo ရဲ့ကျွန်တော် EV pickup လေးပဲဖြစ်တယ်လက်တော်မှဆိုလို့ရှိရင်လည်းဒီကားကလူအမေးများတဲ့ကားထဲမှာပါတယ်အဲပြီးလို့ရှိရင်ဒီကောင်ရဲ့ driving range ပေါ့နော်သူက driving range ဆိုလို့ရှိရင်တော့သူက180 km တိရှိတယ်အဲ battery capacity ကကြတော့သူက24 kWh ရှိတယ်ပြီးသူရဲ့ motor power ပေါ့နော် motor power ဆိုလို့ရှိရင်လည်းသူက30အထိရှိတယ်ပေါ့နော်အဲဒီကားလေးကိုကျွန်တော်ကိုစီသူအောင်နဲ့ test ride လုပ်ခဲ့မှုတယ်ပေါ့နော်ဒီကားရဲ့ပြီးလို့ရှိရင်ဒီကားက2မျိုးလာတယ်အခုကတော့ pickup နောက်တစ်ခုကတော့ကျွန်တော်ပုံကားဆိုပြီးတော့2မျိုးလာတယ်ကျွန်တော်2မျိုးလုံးကိုကျွန်တော်အလုံးရှုံးရရနေမှာတီလဝါထီကိုကျွန်တော်ပြတ် စည်းတွေအများကြီးတင်ပြီးတော့တက်ဆွိုက်လုပ်ခဲ့ရတဲ့အချိန်မှာလည်းအဲတော်တော်လေးအဆင်ပြေတဲ့ကားလို့ပြောလို့ရရပေါ့နော်အဲလက်ရှိဒီပွဲမှာဆိုလို့ရှိရင်ဒီကားကိုရောင်ချပေးနေတဲ့ဈေးနှုန်းကတော့969သိန်းနဲ့ရောင်ချပေးနေတာဖြစ်တယ်ပုံပါတဲ့ကားဆိုလို့ရှိရင်ရောင်ချပေးနေတဲ့ဈေးနှုန်းကတော့649သိန်းနဲ့ရောင်ချပေးနေတာဖြစ်ပါတယ်အဲလက်ရှိမှာဆိုလို့ရှိရင်တော့ဒီကားပေါ့နော်ဒီ NIO မောဝယ်မယ်ဆိုလို့ရှိရင်7 kg ချာချောင်းလက်ဆောင်ရရှိမှာဖြစ်တယ်အဲ့တော့ဟိုဘက်ဆက်ကြည့်အောင် ကဲဒါလေးကတော့ EV net ပဲဖြစ်တယ် EV net ကတော့ EV သုံးတဲ့လူတွေတော်တော်များများနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်တယ်ဘာလို့ဆို EV net application မှာဆိုလို့ရှိရင်တို့အကုန်လုံးလို့ရတယ်အဲဘယ်နေရာမှာ charging station တွေရှိတာလဲ charging station တွေရဲ့ location တွေပြီးလို့ရှိရင်သူတို့ရဲ့ဖုန်းနံပါတ်တွေအဲဒီမှာ charging တွေက available ဖြစ်တယ်မဖြစ်ဘူးကိုလည်းအကုန်လုံးတက်နေရာထဲမှာလေ့လာလို့ရတယ်ကားစင်းတို့နေရာဘယ်လိုမျိုးရှိလဲဒီကားတွေရဲ့အချက်အလက်တွေဘယ်လိုမျိုးရှိလဲဆိုတာကိုအသေးစိတ်ဝင်ရောက်လေ့လာလို့ရတာဖြစ်တဲ့အတွက် EV net ကတော့ကျွန်တော် EV သုံးတဲ့လူတွေအတွက်ကိုမရှိမဖြစ်လို့တော့ပြောရမလို့ဖြစ်နေပြီဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီပေါ်တော့ charging ဝယ်မှာဆိုလို့ရှိရင် EV net အတွက် ိုင်းမန်ဘာရှစ်ကိုဖရီးရရှိမှာဖြစ်ပါတယ်အဲ့တော့ဟိုဘက်ဆက်ကြည့်အောင် ဒါလေးကတော့ဂျမ်ပေါ့နော် green energy mall လို့ခေါ်တဲ့ဂျမ်မြက်ကောင်တာလေးပဲဖြစ်တယ်။အဲဒီမှာဆိုလို့ရှိရင်ဘာကြီးပြသထားလဲဆိုတော့ battery inverter အတွဲဆက်တွေကိုပြသထားတွေ့ရတယ်။ brand အနေနဲ့တော့ aspo ကိုပြသထားတယ်။အပေါ်မှာဆိုလို့ရှိရင်တော့ inverter က5 kW inverter အောက်မှာဆိုလို့ရှိရင်တော့5 kW hour battery ပေါ့နော်။အဲဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ကတော့ inverter ကတော့5 kW inverter ပဲ။အဲ5 kW hour battery နဲ့မလုံလောက်တဲ့လူတွေအတွက်ဒီမှာဆိုလို့ရှိရင်10 kW hour battery ပေါ့နော်။10 kW ဆိုမှသူကဒီ5 kW ကိုပဲနှလုံးတင်ပေးထားတဲ့သဘောမျိုးနဲ့ဒီမှာပြသထားတယ်။ဒီပွဲမှာဆိုလို့ရှိရင်ဒီ battery inverter အတွဲဆက်ဝယ်မယ်ဆိုလို့ရှိရင်တော့ promotion က3သိန်း cashback ရရှိမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီ promotion ပွဲလေးအကြောင်းထပ်ပြီးတော့ပြောပါအောင်။အဲဒီပွဲလေးကိုတော့ match la 10ရက်နေ့ကနေ match la 16ရက်နေ့ထိ ခုနှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။အဲ promotion အနေနဲ့ကတော့ထပ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘင်းမှာမြင်နေရတဲ့ netta တို့ကျွန်တော်တို့ဒီ retro တို့ဝယ်ယူမယ်ဆိုလို့ရှိရင်တော့စိန်90 promotion ရရှိမှာဖြစ်တယ်။တကယ်လို့ neo mo ဝယ်မယ်ဆိုလို့ရှိရင်တော့7 kilo ဝယ်ချာချာကိုရရှိမှာဖြစ်ပါတယ်။အဲဒါအပြင်ကိုတကယ်လို့ ev net မှာချာချာဝယ်မယ်ဆိုလို့ရှိရင်လည်း live time မှာရှိရရှိမဲ့အပြင်ကိုကျမ်းမှာ battery inverter တွေဝယ်မယ်ဆိုလို့ရှိရင်လည်းသုံးသိန်း cashback ရရှိမှာပဲဖြစ်ပါတယ်ဗျာ။အဲလက်ရှိကားစီးကွက်အေးနေတဲ့အချိန်မှာလည်းရောင်းချပေးနေတဲ့ဈေးနှုန်းလေးကိုလည်းအစဉ်အပြည့်ဆုံးဖြစ်အောင်ဈေးနှုန်းလေးနဲ့ရောင်းချပေးနေတာကိုတွေ့ရတယ်။ကျွန်တော် EV နဲ့မှာခြားခြားဝယ်မယ်ဆို လို့ရှိရင်လည်းကျွန်တော်ဒီပုံတော့ lifetime membership ရရှိတာမျိုးအဲတကယ်လို့ jam မှာ battery avatar ဝယ်မယ်ဆိုလို့ရှိရင်လည်း3သိန်း cashback ရရှိရမျိုးဒီ promotion တွေပေးနေတာဖြစ်တဲ့အတွက်ဒီပွဲလေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် terminal end ကိုလာရောက်ဖို့တော့ကိုလည်းဖိတ်ခေါ်လိုက်ရပါတယ်ကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြရပါဘောကျွန်တော် just right ကထချုံးပါ rate အနေနဲ့ဆိုလို့ရှိရင်တော့400 km တိရှိမယ်ဟာ shit မှာဝိုင်းလာလိုက်တန်စားပြီ